မင်္ဂလာပါခင်ဗျာကျွန်တော်အခုရှင်းပြပေးမှာကတော့ Liver Software မှာပါဝင်တဲ့ Back Office ဆိုတာလေးပဲဖြစ်ပါတယ်အခုမြင်တွေ့နေရတာကတော့ဈေးရောင်းတဲ့ Application ပါအဲ့ဒီဈေးရောင်းတဲ့ Application ကနေပြီးတော့ Back Office ကိုသွားမယ်ဆိုရင်ဒီ menu လေးတဲက Back Office ဆိုတဲ့နေရာလေးကိုနှိပ်ပြီးတော့သွားလို့လည်းရပါတယ်ဒါမှမဟုတ်လို့ရှိရင် Liver's Website မှာ Login ဝင်ပြီးတော့ Back Office ကိုဝင်ရောက်လို့လည်းရပါတယ် ဒီ back office ဆိုတာလေးကတော့သူကနားလည်လွယ်အောင် ရှင်းပြရမယ်ဆိုရင် သူကကြတော့ဒါ website လေးပါ website လေးဖြစ်တဲ့အတွက်မိမိရဲ့ဒီ liveverse account နဲ့ကိုဘယ်နေရာကမဆိုကွန်ပျူတာဖြင့်တော့၎င်း tablet ipad စသဖြင့်တော့၎င်း login ဝင်ပြီးတော့မိမိရဲ့ဆိုင်ရဲ့အကောင့် data တွေကိုကြည့်လို့ရပါတယ်ဒီနေရာမှာ email password ရိုက်ပြီးတော့ login ဝင်လိုက်ရင်မိမိရဲ့ back office တွေဝင်ရောက်သွားမှာဖြစ်ပါတယ် back office တွေကိုရောက်သွားခဲ့ရင်တော့အခုလိုမျိုး တွေ့ရှိရမှာဖြစ်ပါတယ်။ဒီဟာလေးကတော့အယောင်းနဲ့ဆိုင်တဲ့ report တွေကိုကြည့်လို့ရပါတယ်။ sales summary sales summary ဆိုလို့ရှိရင်ငွေတွေပေါ့။ငွေတွေဘယ်လောက်ရောင်းရလဲ။အဲဘယ်နေ့ကနေဘယ်နေ့အတွင်းမှာဘယ်လောက်ရောင်းရလဲ။စသဖြင့်ပေါ့ဒီ data တွေကိုဒီ back office ကနေပြီးတော့ကြည့်ရှုနိုင်ပါတယ်ခင်ဗျာကိုလိုချင်တဲ့ရက်အစရက်အဆုံးရက်စတာလေးတွေကိုပေးပြီးကြည့်ရှုလို့ရပါတယ် နောက်ပြီးတော့ sale by item ဆိုရင်လည်းဘယ် item တွေဘယ်လောက်ရောင်းရလဲဆိုတဲ့ report တွေကိုဒီနေရာမှာကြည့်လို့ရပါတယ်။ဒါအပြင်မိမိကဒီ report တွေကို Excel နဲ့လိုချင်တယ်ဆိုလို့ရှိရင် export လုပ်လို့ရပါတယ်။ Excel တွေနဲ့ export လုပ်လို့ရပါတယ်ခင်ဗျာ။ဒါကတော့သူကဒီ pro version မှာပဲတဲ့ Excel export တော့တုံးလို့ရမယ်ထင်ပါတယ်အဲ့တော့ကျွန်တော်တို့ဆက်ရှင်းပြပေးပါမယ်နောက်တစ်ခုကကြတော့ဘယ် category တွေကဘယ်လောက်ရောင်းရလဲပေါ့နော်အဲ့ဒီမှာရောင်းရတဲ့ category ဘယ် category ဆိုလို့ရှိရင်ဘယ်နာမည်ရောင်းရလဲစသဖြင့်အဲ့ဒီ report တွေအားလုံးကိုဒီနေရာမှာကြည့်လို့ရပါတယ် receipt လိုက်ရှာခြင်းတိုင်းဆိုရင်လည်းဒီထဲမှာကြည့်လို့ရတယ်ပေါ့နော်အဲ့တော့နောက် tab လေးတစ်ခုကဒီချင်းအောင်ပုံလေးကကြာတော့ item တွေအကြောင်းပါဒီထဲမှာ item တွေ category တွေကိုဒီထဲကနေပါလို့ရပါတယ်ခင်ဗျာဒီထဲမှာ item တွေထပ်တိုးတာ item တွေစီမံခန့်ခွဲတာ item တွေပြောင်းတာအဲ့ဒါတွေကိုဒီထဲမှာလုပ်လို့ရပါတယ် item တွေဈေးနှုန်းပြောင်းတာနာမည်ပြောင်းတာစသဖြင့်ပေါ်စီမံခန့်ခွဲမှုတွေဒီနေရာကနေလုပ်လို့ရပါတယ်ဒီနေရာကပြောင်းလိုက်လို့ရှိရင်မိမိတို့ဆိုင်ရဲ့ tablet မှာလည်းပြောင်းသွားမှာဖြစ်ပါတယ်အဲ့ဒါတွေကတော့ဒီချင်းနှောင်းပုံလေးထဲမှာပေါ့နော် ဒီချနှောင်းပုံလေးထဲမှာ item တွေ category တွေကိုစီမံခန့်ခွဲလို့ရပါတယ်။ဒါလေးကတော့ဒါလေးကတော့ back office အချင်းချုပ်လေးဖြစ်ပါတယ်ခင်ဗျာ။